မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာမောင်စိန်အောင်ရေးသားသောထူးဆန်းသောဘုန်းကြီးအကြောင်းကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘုသူဒ္ဒရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ငြိမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါဦးရှင်ဝါဘလောက်တော့ရွာဒီအင်ဂျင်900ခန့်ရှိသောရွာကြီးတစ်ရွာဖြစ်၏ထိုဝါဘလောက်တော့ရွာတစ်ဖက်တစ်ချက်တွင်ဝါဘလောက်တော့မြစ်ကစီးဆင်းနေသည် ထိုရွာကြီးတစ်ဖက်တစ်ချက်စီတွင်တပေချံတရေလူတာကိုင်းနှင့်ပြမော့ဘူတင်နှစ်ခွခရာစုစသည့်ရွာကလေးများဝန်းရံလျက်ရှိကြ၏ဝါဘလောက်သောရွာနှင့်ထမင်ကန်ရွာတို့မှာဆက်ဆက်လျက်ရှိဝါဘလောက်သောကြေးရွာတွင်ဖုန်ကြီးချောင်းသုံးချောင်းရှိလေ၏ ကျောင်းနှစ်ကျောင်းကဝါဘလောက်တော့ရာရဲနေရှိတော့လေဘုန်းကြီးဥဒမသတင်း300ဘုန်းကြီးကျောင်းမှာဝါဘလောက်တော့နဲ့ထမ်းဝင်ကန်ရွာကြားနိုင်ရှိလေသည်ထိုကျောင်းတွင်တခါတရံကိုရင်လေးသုံးမသာရှိ၍အများအပြားဘုန်းကြီးဥဒမတစ်ပါးတည်းသာသတင်းသုံးလေးရှိပါသည် ထိုကြောင့်ဘေးတစ်ဖက်တွင်ဆန်းဆက်တလုံးရှိကြံတစ်ဖက်တွင်ဥတို့ဤလဲခွက်ရှိဘုံကြီးဥဒမသည်ဆန်းဆက်သို့ဆာလာကျိတ်သည့်လဲများထံမှဆံများအလူခံ၍ကိုယ်တိုင်ချက်ပြုတ်စားတော့၏ဘုံကြီးဥဒမသည်စိတ်မြန်ပြီးစိတ်တူတဲ့ဤတခါတည်းကတွေ့ရကြုံရပြောရဆိုရအစမပြေသဖြင့်ဒေါသဖြစ်လျင်ရွာထဲသို့ပတ်ကားဥတို့နာမည်တက်၍ဆဲဆိုလေးရှိထိုကြောင့်ရွာသူရွာသားအချို့ကဘုံကြီးယူဟုတတ်မကြ၏ တို့ရရင်ဘုန်းကြီးဥဒမသည်အချိန်ရှိသည်ကြောက်နေတဲ့ပရိစိတ်တွေသာနေလိရှိတခါတရံတွင်တင်းမောစိတ်တို့သွား၍တင်းမောဘော်တက်ကအလှခံ၍ရှိရွာသူရွာသားတို့နှင့်ကရင်းနေနေဆက်ဆံခြင်းမရှိပေတခါတရံထိုးเจ้าမှအတန်ကြာပျောက်သွားတဲ့ပြန်လမ်းနေချီပျောက်သွားပြီးเจ้าတို့ပြန်ရောက်လာတတ်၏ကြတော့ဘုန်းကြီးဥဒမကိုရွာသူရွာသားတို့ကဂယုမပြုကြတော့ချီသူ့เจ้าတို့လည်းရွာသူရွာသားတို့ကအသွာလာလဲတိတ်မရှိကြတော့ ဖုန်ကြီးယူအနေဖြင့်သာမေးမေးပျောက်ပျောက်ပျောက်ထားကြ၏ဖုန်ကြီးဥဒမကလည်းရွာเจ้าနဲ့ရှိနေပါကလည်းရွာထဲသို့ဘယ်ခါမှစွန့်ငံမကြွသူကြောင့်ပဲရှိဆန်ဆက်သူကိုဆန္ဒကြိတ်သည့်လှဲ့တို့မှဆံများအလူခံခြင်းတခါတည်းအန်သိမောစီသွား၏သိမောဘော်တက်ကအလူခံခြင်းပြုကတပားတဲ့ချက်ပြုတ်စားတော့၍နေလေ၏တခါကဖုန်ကြီးဥဒမရွာမှတလက်ကြောကန်ပျောက်သွားပြီးနောက် ကြောင်းတို့ပြန်ရောက်လာ၏ သူ့ကိုကြည့်ရသည်မှာရခင်နဲ့မတူတမူထူးကြနေရွာထဲမှာအသက်အရွယ်ကြီးမားသူရွာလူကြီး၃လေးဦးခန့်ကိုခေါ်ကားတိုင်ပင်ဆွေးနွေးရွာလူကြီးများမှာလည်းမခေါ်စဘူးအခေါ်ထူးသောကြောင့်ဖုန်ကြီးထံမဖြစ်မနေတွားရသည်ထိုထဲတွင် ဖုန်ကြီးဥဒမမကျင်းတဲ့အတိုင်းအဆက်ခံသည့်ဥတို့လည်းပါဝင်ကဲဥတို့ကျုပ်တို့ကြောင်းမှာအလှလှုပ်ခြင်းနဲ့ပြီးတော့အဲ့ဒီမှာသားဘာစိတ်ကိုလည်းကျုပ်ကိုရင်ဝတ်ပေးမယ်ကျုပ်ကိုဘာမှပေးစရာလူစရာမလိုဘူးကျုပ်အားလုံးကိုတာဝန်ယူပြီးလုပ်ပေးမှာပြီးတော့အငိမ့်ပွဲလည်းပါမယ် ်ခမားတို့ကနင်းနေပါပါပဲဝိုင်းဝန်းလှုပ်ဆောင်ပေးဖို့ပဲလိုတယ်။ကုံကြောင်ဝင်အလုံးကြောက်တာဝင်ယူတယ်ဘယ်နဲ့လဲ။ဘုန်းကြီးဥဒ္ဓမစကားကြောင့်ဥတို့အပါဝင်လူကြီးများအံ့ဩကချက်ချင်းစကားမပြန်နိုင်ကြချေ။ကဲဘလို့လဲကြုံမိတာလဲဖြေကြပါဦး။ခမားတို့ကနင်းနေပါပါဝိုင်းဝန်းလှုပ်ဆောင်ပေးဖို့တော့မလုပ်ပေးနိုင်ကြဘူးလား။ဒါဆိုအခြားရော်ကလူတွေကိုခေါ်လိုက်ရမလား။ မဟုတ်ပါဘူးဖေဟာတပည့်တော်တို့ကအရှင်ဖေဟာတပါးတဲ့အကုန်ကြခံမယ်ဆိုတော့အံ့ဩမိသွားလို့ပါကြံနဲ့ဝိုင်းဝန်းမှုအပိုင်းကိုတပည့်တော်တို့ရွာသားတွေကူညီနိုင်ပါတယ်ဖေဟာအရှင်ဖေဟာလုံမဲ့အလူကကြီးကျယ်ခမ်းနားလေတော့အကုန်ကြကလည်းအယမ်းများနေမှာမို့အရှင်ဖေဟာအတွက်တပည့်တော်တို့ကစဉ်းစားပေးနေမိတာပါဖေဟာဒီကုံကြစိတ်တွေကိုမင်းတို့ဘာမှမပူပင်နဲ့ငါနိုင်လို့ငါလှူတာကျန်တဲ့အပိုင်းတွေစုံညီအောင်သာခမရတို့ဝိုင်းဝန်းကြကိုရင်ဝိမ့်မဲ့သူတွေကိုကုကရဲကစူစီပြီးကြုတ်စီလာဖို့ကြအကြလား မှန်လားပါဗျာတပည့်တော်တို့အားလုံးပြည့်စုံအောင်စီစဉ်ပေးပါမယ်ဗျာကဲဒါဆိုရင်ဟောဒီမှာပရိတ်ခရနဲ့စားဖို့တောက်ဖို့ချက်ပြုတ်ရအောင်ဝယ်ချမ်းဖို့ပတ်စံယူသွားဖုန်ကြီးဥဒမထုတ်ပေးသောငွေဆက်ကူအထက်လိုက်ကိုကြည့်ပြီးဥတို့ပါဝဲလူကြီးလေးဦးခန့်မျက်လုံးပြူသွားကြ၏ချက်ချင်းလမ်းမြူရရှိနေစဉ်ဖုန်ကြီးဥဒမကငွေတို့ကိုထားပြီးထထွက်သွားတော့မှငွေတို့ကိုယူကားကြောက်မှပြန်ခဲ့ကြရ၏ ဖုန်ကြီးဥဒမကြီးအလူမှာယွမ်းနီးချုပ်ဆက်တွင်အံ့ဩလောက်အောင်ကိုကြည်ကျဲခံလိုက်။အနီးနားယွမ်းများကိုပါဖိတ်ကျွေးသောကြောင့်လူစီကားလိုက်။ထို့ပြင်အငိတ်ဝဲပါဝင်ပြန်လျာအလူဝဲမှာနေညမပြတ်ကြက်ပြန်မကြစီကားလွန်လိုက်။အလူဝဲတွင်ထမင်းကျွေးုံများမကရန်ကုန်မြို့ရှမ်းမီကိတ်မုန်တိုက်မှာကိတ်မုန်များကိုပင်ခြားကျွေးသောကြောင့်ဖုန်ကြီးဥဒမကိုလူတိုင်းစိတ်ဝင်စားသွားကြ၏။ဖုန်ကြီးဥဒမမှာအလူလောက်ရန်စီစဉ်သည်နှင့်စိတ်ကောင်းဝင်ကပုံမှန်စိတ်ဖြစ်သွား၏။ အလူပီးသည်နဲ့စိတ်ဖောက်ပြန်လာကငိုတိုင်းပြန်ဖြစ်သွားလေရှိထူးခြားသည်မှာဖုန်ကြီးဥဒမဝတ်ပေးသောကိုရင်များမှာသူ၏ကြောင်းနိုင်တုံရက်သာနေကြ၏တုံရက်ကြော်သည်နဲ့ထွက်သွားကြ၏အခြားမှာကိုရင်လာဝတ်လည်းလည်းတုံရက်သာနေကြ၏တုံရက်ကြော်သည်နဲ့ထွက်သွားကြသည်ကြီးဖြစ်၏နောက်ဆုံးကြောင်းနိုင်ဖုန်ကြီးဥဒမတပားတဲ့သာကြံခဲ့၏ဖုန်ကြီးဥဒမသည်နမတရှင်ကိုဝယ်မွေးပြန်၏ထိုနမတရှင်ကိုသူကိုယ်တိုင်မျက်ရည်ကျွေး၏ထို့ပြင်နွားလဲပြန်ဝဲကိုမြို့ပေါ်တက်၍ပြန်သည့်အခါလည်းရှိ၏ ထို့ကြောင့်ရွာသူရွာသားတို့ကဘုံကြီးဥဒမကိုနားလည်ရန်ခက်လာ၏အထူးဆန်းဖြစ်ကြရ၏သို့သောမိသူမပြန်မပြောရဲကြချေ၊ကွယ်ရာတွင်တော့ဘုံကြီးဥဒမအကြောင်းကိုအတင်းပြောရကြ၏ဥတို့ခမားဘုံကြီးကတော့အတော်ထူးထူးဆန်းဆန်းပဲဗျာဘဲကလားကျုပ်ဘုံကြီးရမှာလဲဗျာတရားလုံးရဲ့ဘုံကြီးပါဗျဟုတ်တော့ဟုတ်ပါတယ်ဒါပေမဲ့ဖုန်းကြီးကကျုပ်တို့ထက်ခမ ्या ကိုပိုချစ်လို့ခမ ्या နမဲကိုသူ့ပါဇက်ကကိုမချဘူးဘာလဲကျုပ်နမဲတက်ပြီးတွေ့ရလုံးပတ်စံနေလို့ပြောတာမဟုတ်လားဟုတ်ပါဟုတ်ပါ ဒါနဲ့ထားပါတော့ဗျာခမ ्या ကိုတခုမေးကျင်လို့ဗျာခမ ्या ကသူ့နဲ့နှီးဆက်တော့သိကျင်သိမှာပေါ့ဗျာဘာများလဲဘာသိကျင်လို့လဲဒီလိုပါဗျာဟိုတလောတော့ကဖုန်ကြီးတူတဲ့အကုန်ကြခံပြီးအလူကြီးလှုပ်သွားတယ်မဟုတ်လားအဲ့ဒါအဲ့လိုအလူကြီးလှုပ်နေလောက်ငွေတွေကိုသူဖះရရတယ်လဲဆိုတာသိကျင်နေခမ ्या သိရင်ပြောပြစမ်းပါဗျာအင်းခမ ्या ပြောမှာပဲကြုတ်လေသွားတရိရမိတယ်ဒီကိစ္စကြုတ်လေသိကျင်နေတာဗျာတကယ်တော့ဖုန်ကြီးကစိတ်ကောင်းတာနဲ့စိတ်မကောင်းတာဆိုစိတ်မကောင်းတဲ့ရက်ကများနေတာနေ ပြီးတော့ကျုပ်တို့ရွာကနေတခါတခါအတော်ကြောင်ပျောက်သွားတတ်တယ်။ဘယ်ရောက်လို့ဘဲပေါက်တယ်မသိပါဘူးဗျာ။နောက်ဆုံးတော့ဒီရွာပဲပြောင်းလာတာပဲမဟုတ်လား။အလူခံလို့ရတယ်ဆိုရအောင်လဲစိတ်နှောက်နေတဲ့ဘုံကြီးမို့ဘယ်သူမှဒီတော့လှူကြတာမြင်မှုပါဘူးဗျာ။ဒါနဲ့တော့သူ့စီမှာငွေတွေအထက်လိုက်တွေ့နေရတာအံ့ဩစရာတကယ်ကောင်းနေ။အေးဗျာဒါတော့ဘုံကြီးကယူးနေလို့ယူရမယူရင်ဘလောက်ချမ်းသာမလဲမသိဘူး။တခုတော့ရှိတယ်နော်။ဘုံကြီးကသူ့ကိုအယူလို့ထင်ရင်အယူလို့ခွင်မကြိုက်ဘူးဗျ။ကျုပ်ကိုပဲကြည့် ့ကိုအယူလို့ကြည့်မိတာနဲ့လိုက်ဆဲတော့တာပဲခဏလေးကြောက်လို့အဆဲခံနေရအောင်မယ်နော်သတိထား ဥဒုနဲ့ရွာလူကြီးတို့တိတ်တဆိတ်ဘုံကြီးဥဒမကြောင့်ပြောပြီးနောက်တနေ့တွင်ဘုံကြီးဥဒမမှာဥဒုနမတက်၍ရွာကိုပတ်ကားဆဲနေပါတော့၏ဥဒုမှာသူတို့နှစ်ဦးပြောသည့်အကြောင်းဘုံကြီးဥဒမမိတို့အတိသွားရသည်ကိုစဉ်းစား၍မရအောင်ဖြစ်မိဒီလိုနဲ့ဘုံကြီးဥဒမမှာရွာမှာနေလိုက်ပြုတ်သွားလိုက်ဖြင့်သုံးနှစ်ခန့်ကြာသောရွာသူအပြန်ရောက်ကအလူကြီးလူပြန်လေသည်ရွာသူရွာသားတို့အံ့ဩရဖြစ်လေသည်အံ့ဩခြင်းနဲ့သူအငိတ်ဝဲကြည့်ရ၍ပျော်ရှင်ကြည်နူးကြရပြန်လေ၏ ဤသို့ဖြင့်ဖုန်ကြီးဥဒမမှာသုံးနှစ်တစ်ကြိမ်အလှကြီးလူဤထမေချောင်းစီ မောင်းတိလူတကဲ့သို့လက်မယုံတန်းလူဤထိုအလှတိုင်းအိဒီမာသာအစိတ်ခံကိုကိုရင်ဝစ်ပေ၏ တခုထူးခြားသည်မှာထိုအလူတိုင်းရန်ကုန်မြို့မှာနမကြီးမုတ်တမျိုးမျိုးကိုမှာယူကျုံဝဲလေရှိခြင်းပင်ဖြစ်၏ထိုကြောင့်ယွမ်နီတဝိုင်းမှာလူများမှာဖုန်ကြီးဥဒမ၏အလူတို့တွားပြအောင်တွားကြ၏ဂယုပြူလာကြ၏ဖုန်ကြီးဥဒမက ထုံးစံတိုင်းအလူပြီးသည်နှင့်စိတ်ကောင်းပြောက်သွားကရခင်တိုင်းတွားမြဲစားမြဲနေမြဲပင်ဖြစ်လေ၏တို့နှင့်ပင်သုံးနှစ်တစ်ကြိမ်လူခဲ့သောဖုန်ကြီးဥဒမ၏အလူသုံးကြိမ်မြောက်လှူပြီးခဲ့တော်၏အလူပြီး၍တပတ်ခန့်ကြာတွင် မြင်းကောင်ဝဲကရွာရိုးတစ်လျှောက်မြင်းလိုက်စီ ယောဟန်ဒီတဝိုက်တို့လည်းမြင်စည်းသွား၏။ဘုန်းကြီးဥဒမမြင်စည်းသွားသည်ကိုရွာသူရွာသားတို့ကအစမ်းတကျလိုက်ကြည့်ကြ၏။မြင်းဝယ်စီးသောကြောင့်လည်းရွာသူရွာသားတို့ကအံ့ဩကြပြန်သည်။ဘုန်းကြီးဥဒမကမိသူကိုမှဂယုမဆိုင်မြင်းကိုစီးမျက်စီ၏။တို့ရာတွင်ရွာသူရွာသားတို့ကဘုန်းကြီးဥဒမကိုဂယုတဆိုင်ကြည့်ရှုနေကြ၏။ထို့ကြောင့်ဘုန်းကြီးဥဒမဘာတွေလုပ်နေသည်ကိုမြင်ကြသိကြလေ၏။ဘုန်းကြီးဥဒမမှာမြင်းဝယ်စီးပြီးတပတ်ခန့်ကြာတွင်မှန်ကောင်းကြီးတစ်လုံးကိုဝယ်ပြန်လေသည်။ ထို့နောက်မှန်ကောင်းကြီးရဲ့သူဝင်က9ရက်ကြာအိတ်နေပြန်၏ဖုန်ကြီးဥဒမမှန်ကောင်းထဲမှပြန်ထွက်လာသောနေ့တွင် ဝဲထားသောမြင်းသည်မြင်းသည်သောအခါတွင် မြင်းကိုမြုပ်ရန်အခြားရွာသားများကိုမခေါ်ဖုန်ကြီးဥဒမတယောက်ထဲမြင်းကိုစွဲမှကမြေမြုပ်တကြွီဖုန်ကြီးဥဒမ၏လုပ်ရများကိုရွာသူရွာသားများကအဝေးမှချောင်းမြောင်းကြည့်၍နေကြရ၏ဝင်မပြောရဲဝင်မလုပ်ရဲကြချေတို့ရတွင်ရွာထဲ၌ကဖုန်ကြီးဥဒမ၏အကြောင်းတို့မှလူတိုင်းစိတ်ဝင်စားဖြစ်နေကြခြင်းပင်ဖြစ်၏ ဥတို့ခမားဖုန်းကြီးကတော့အထူးဆန်းတွေလုပ်နေတယ်နော် ဟုတ်ပါရဲ့ဗျာပထမမြေးဝယ်ပြီးစီးတယ်နောက်တခါမှန်ကောင်းကြီးတစ်လုံးဝယ်ပြီးအဲ့မှန်ကောင်းထဲမှာခုနှစ်လုံးဝယ်အိတ်နေတယ်အဲ့မှန်ကောင်းထဲကပြန်ထွက်လာတော့သူ့ဝယ်ထားတဲ့မြင်းကသေပြန်ရောမြင်းနေတော့လေရွာထဲကလူတွေမခေါ်ဘူးဗျသူ့မျိုးကိုသူ့အသူဆွဲမှပြီးမြေမြုပ်တကြိုလိုက်တယ်။အဲ့အရာခမားတို့လည်းဖုန်းကြီးကိုစိတ်ဝင်စားကြည့်နေတော့တီးပြီးသားပါဗျာ။ဒါနဲ့ခမားကကျုပ်တို့ကိုပြောစရာရှိလို့ဆိုတာဘာလဲ။ အဲ့ဟာတွေပြောမလို့လားဒါတွေကကျုပ်တို့ချောင်းကြီးလို့တိထားပြီးသားအခြားเจ้าရှိရင်သာပြောအခြားเจ้าရှိလို့ပြောပြခြင်းလို့ခမားတို့စီလာခဲ့တာကျုပ်ကိုမနေ့ကဖုန်းကြီးကသူ့စီလာဖို့ခေါ်လို့ကျုပ်သွားခဲ့ရတယ်အဲ့ဒီမှာဖုန်းကြီးကကျုပ်ကိုမှားတယ်ဗျနေပါဦးဘာရင်းမှားတာလဲပြောပြစမ်းပါဗျာတကယ်သိခြင်းလို့ပါအချားတော့မဟုတ်ဘူးဗျသူပြန်လုံရင်ဘိုက်မခွဲနဲ့ရေမမျောနဲ့တဲ့အင်းဒီလိုမှားတယ်ဆိုတော့သူကပြန်လုံတော်မူမှာမဟုတ်လားဒါတော့ကျုပ်လည်းဘယ်ပြောတယ်မလဲဗျသူမှားတာကိုကျုပ်ကပြောပြတာ ိကျင်ဖုန်ကြီးစီခမရတို့သွားမေးကြပေါ့အင်းဖုန်ကြီးကတော့တို့တွေအုံနောက်ချောင်းတစ်ခုပြီးတစ်ခုဘေးဒီလုံးနေတော့တာပဲစကားဝိုင်းမှာဥတိုးထွက်သွားမှကြံလူများတီတို့ပြောက အတွေ့ဆန့်ရေးကြံခဲ့ကြ၏ထိုစဉ်အဝေးရောက်နေသည့်ဥတိုးတယောက်မူလစကားဝိုင်းသို့ပြန်လာသည်စောစောကဖုန်းကြီးမာတဲ့စကားတစ်ခုကြံခဲ့လို့လာပြန်ပြောတာအဲ့ဒါကမကြမီမှာဒီရွာနီးနားမှာကဘာတွေပြိုမယ်ပြီးတော့မော်တော်မောက်မယ်လို့ပြောတယ်ရက်တိကြတော့မပြောဘူးအဲ့ဒါတော့ဟုတ်တော်ရှိမဟုတ်တော်ရှိသတိထားကြဖို့တော့လိုတယ်နော် ကဲကျုပ်သွားပြီဥတုကပြောဆိုပြီးနောက်စကားဝိုင်းမှာထွက်သွား၏ကြံလူများတီတိုးပြောရင်းကြံခဲ့ကြ၏อืมယုံရခက်မယုံရခက်ပဲဘာပဲဖြစ်ဖြစ်မြစ်ကဘာကအိမ်နှန်းတွေတော့သတိထားတာအကောင်းဆုံးပေါ့နီးစပ်ရာလူတွေကသတိပေးလိုက်ကြပေါ့ဗျာအယူစကားတပည့်တဲ့စကားတွေကမှန်တာများတယ်လို့ရှေ့ကစိုးခဲ့တာပဲလေဟုတ်တယ်အခုတော်တော်ဖုန်းကြီးလုံးရက်တွေကတော်တော်ထူးထူးဆန်းဆန်းတွေကြီးပဲဒါတွေကိုသူတမင်လုံးနေတာတော့မဖြစ်တန်ကောင်းဘူးဗျအเจ้าရင်တော့ရှိလိမ့်မယ်อืมတနေ့တော့သိကြမှာပေါ့ဗျာ ဖုန်ကြီးဥရမကြီးမိမာချက်များနဲ့ထူးခြားဖြစ်စဉ်များကတရားရဲတယ်မကယွန်းဤချုပ်ဆက်သူပါပြန့်နှံ့ရောက်ရှိသွားလေသည်။သူဖြစ်ရာအခြားရွာမှရွာသားချို့ဖုန်ကြီးဥရမကိုလာရောက်ချောင်းချောင်းကြည့်ရှုလာကြ၏။ဥရမကကြောင်ထဲမှာကြောင်မြင်မထွက်တော့ထိုအခါရွာသားတို့ကသတိထား၍ဖုန်ကြီးဥရမကိုအဝေးမှချောင်းချောင်းကြည့်ရှုနေကြရလေ။မြင့်တည်ပြီးတပတ်ပြေသောနေ့တွင်ကြောင်ထဲ၌ဖုန်ကြီးဥရမ၏လှုပ်ရှားမှုပုံရိပ်တို့ကိုမတွေ့ရ၍ဥတို့နှင့်ရွာသားချို့ကြောင်ပေါ်သို့တက်ကြည့်ကြရာ ဖုန်ကြီးဥဒမမှာမှန်ကောင်းကြီးတွင်၌အိတ်လျက်အသက်ဝိညာဉ်ကဲမဲ့နေလေတော့၏ဖုန်ကြီးဥဒမပြန်လွန်သွားပြီဟုသောသတင်းမှာရွာတွင်တွင်ရွာပြင်ပသို့ချက်ချင်းပင်ပြန်နှံ့ရောက်ရှိသွားလေ၏ဒီနေ့မနက်ပိုင်းကပဲဖုန်ကြီးဥဒမပြန်လွန်သွားတဲ့တော့อืมတို့တော့ဒီနေ့ဇက်ပွဲကြည့်ရတော့မှမဟုတ်ပါဘူးကွာဟုတ်ပါရဲ့ဗျာကျုပ်တို့ဒီနေ့ကျုပ်သားငယ်ကောင်ကိုဖုန်ကြီးဥဒမထံအပ်ပြီးကိုရင်ဝတ်ခိုင်းမလို့ဗျာအခုတော့မှန့်ချက်နဲ့နှံ့တော့ဝေးရပြီပေါ့ဗျာပြောရင်းဆိုရင်ဥဒမရဲ့ကပ္ပရာကြီးဥတို့ဟိုမှာလာနေပြီ သူ့ကိုအချိန်နဲ့မေးကြည့်အောင်မလူအစုနေတို့ဥတို့ရောက်လာ၏လူအစုထဲမှာတယောက်ကဥတို့ကို မေးလိုက်၏ဥတို့ဖုန်းကြီးဥတို့မှပြန်လွန်သွားပြီဆိုတာတကယ်လားဟုတ်တယ်ဒီမနက်စောစောကပဲပြန်လွန်သွားတယ်အဲ့ဒါတော့เจ้าကဆရာတော်ကိုတွားလျှောက်မလို့လာခဲ့တာဗျအဲ့ဒါတော့เจ้าကဆရာတော်ကိုတွားလျှောက်မလို့လာခဲ့တာဗျနေပေါင်းခမရတို့ကဒီမှာအုပ်စုဖွဲ့ပြီးဘာလုပ်နေကြတာ 哦ကျမတို့ကတမင်အုပ်စုဖွဲ့ပြီးနေကြတာမဟုတ်ပါဘူးနော်။တွားရင်လာရင်ကြုံလို့ဟိုเจ้าဒီเจ้าတွေမင်းတွေပြောနေကြတာပါ။ဒီထဲမှာဥဒမပြန်လုံတဲ့အကြောင်းလဲပါတာပေါ့ရှင်။ဒါနဲ့ဥတို့နဲ့စုံလုံးတစ်ခုဆက်စုလိုက်အောင်မယ်။ဖုန်ကြီးဥဒမမပြန်လုံခင်ဥတို့ကိုကြိတ်ပြီးဘာရီမာဝါသေးလေ။ဖုန်ကြီးစီမှာပတ်စံတွေအများကြီးရှိတယ်နော်။နင်းတို့ကလည်းထင်ချင်ရဆွတ်ထင်နေကြတာ哦။ငါတော့ဥဒမအသက်ကိုမမိလိုက်ဘူး။ငါတော့ဖုန်ကြီးကပြန်လုံနေပြီ။ အေးကြံခဲ့တဲ့တရားနေ့ကတော့ငါ့ကိုခေါ်ပြီးမှားခဲ့တာရှိတယ်အဲ့ဒါပြောတာပေါ့ဥတို့ကဖုန်ကြီးဥတို့မရဲ့ကပ်ပြရပါလို့သူ့မှာရှိတဲ့ရှင်ငွေတွေကိုဥတို့ကိုပဲပေးခဲ့မှာပေါ့မဟုတ်ဘူးလားဟာဗျာခမရတို့ကကြုတ်ကိုအထင်ကြီးနေတော့တာကိုဖုန်ကြီးမှာခဲ့တာကသူ့ပြန်လွန်သွားရင်သူ့ဖိုက်ကိုမခွဲပဲတကြိုးဖို့တခုပဲမှာခဲ့တာသိပလားကဲအချင်းရှိတော့တောင်ချောင်းကိုတွားလိုက်အောင်မယ်ဖုန်ကြီးဥဒမကိုတကြိုးဖို့တောင်ချောင်းဆရာတော်နဲ့တိုင်မရမှရှိသေးတယ်ဥတို့ကပြောဆိုပြီးနောက်လူအုပ်နီးမှထွက်သွားလေသည် ကျမကတော့ဒီလူကြီးပြောတာမယုံပါဘူးရှင်ဥဒမနဲ့အနည်းဆုံးဆိုလို့သူပဲရှိတာလေပြီးတော့ဥဒမစီမှာစုထားတဲ့ပတ်စံတွေအများကြီးရှိတယ်လို့ပြောတဲ့တွင်ကြားနေရတာပဲဘလောက်ရှိလဲဆိုတာအသိချင်းဆုံး၃နှစ်တကြိမ်လူကြီးပေးတာကိုပဲကြည့်သူ့မှာမရှိရင်ဒီလိုအလူမျိုးဘယ်လိုလုပ်နိုင်မှာလဲကဲပါကွာဒီကိစ္စကဒုနဲ့မဆိုင်ပါဘူးဥဒိုးအနေနဲ့ရတော့လဲအမျက်ပေါ့မရတော့လဲအရင်ပေါ့သူ့ကံပေါ့ကွာလာသွားကြအောင်ကုတင်မောင်သွားပြီပြို့ လင်မယားတို့ကကိုတင်မောင်ဆိုသူကိုနှုတ်ဆက်ကတဖက်သူထွက်သွားကြ၏ကိုတင်မောင်ဆိုသူလည်းအခြားတဖက်သူဆက်လျှောက်ကလူစုခွဲလိုက်ကြ၏ထိုနေ့ညနေပိုင်းတွင်ဥဒမအီကျောင်း၌ရွာသူရွာသားများစုရောက်ကဥဒမဇာဗနာအားတကြိုရန်တောင်ကျောင်းဆရာတော်ကြီးထံမှဩဝါဒခံယူကြ၏ပြီးနောက်အုပ်စုလိုက်တာဝန်ကိုစီယူကဝိုင်းဝန်းဆောင်ရွက်နေကြလေ၏ထိုစဉ်တမင်ချန်ဆရာတော်ကြွရောက်လာ၏ အေးဥဒမပြန်လွန်နေကြတော့ငါကြွလာတာလမ်းမှာဥဒမတယောက်မြေလျှောက်စီးနေတာတွေ့လိုက်တော့ငါလှည့်ပြန်မလို့ပဲဒီရွာသားတယောက်နဲ့တွေ့လို့တေချာမေးကြည့်တော့မှဥဒမတကယ်ပြန်လွန်သွားမှန်းသိရလို့ငါဒီရောက်အောင်လာခဲ့တာငါမျက်စိငါမယုံလိုက်တော့အောင်ဒီဖြစ်ရတယ်ကွာအတော်အံ့ဩစရာကောင်းတယ်သမေချန်ဆရာတော်စကားဆုံးတရလူရွာသားတယောက်ကပါဆရာတော်ဤစကားကိုဝင်ရောက်ထောက်ခံလိုက်ဟုတ်တယ်ဆရာတော်ပြောတာမှန်တယ်အခုပဲကျွန်တော်ဒီကိုအလာမှာ ထမ်းပင်ကမရောက်ခင်မှာဖုန်းကြီးဥဒမမြင်းလျှောက်စည်းနေတာကိုကျွန်တော်မျက်စိနဲ့တက်အပ်ကိုမြင်ခဲ့တာအခုဒီမှာပြန်လွန်နေတာမြင်ရတော့ဘာတွေဖြစ်နေမှန်းတော့မသိတော့ပါဘူးဗျာဥဒမကပြန်လွန်သွားတာတောင်လူတွေကိုအယူလုသွားသေးတယ်အေးဟာသူ့ကိုဖုန်းကြီးအယူလို့ဒိုးတွေခေါ်လို့များဒိုးတွေကို သူက ပြန်ပြီးအယူလုသလားမသိပါဘူးအေးဝမ်းဝမ်းလောက်ကင်ပေးနေကြသည့်ယောက်ျားမိန်းမအုပ်စုတို့မှသူ့အုပ်စုနဲ့သူတီးတိုးစွာဖြင့်ဖုန်းကြီးဥဒမအကြောင်းကိုပြောဆိုနေကြလေ၏ ထိုစဉ်ခလေးတက်တိုက်ဖုန်ကြီးဥရမကြောင့်ဒီမှာပြေလွှာရင်ညီညာညာအော်ဆိုသွားလေသည်ဌာနအုပ်ကမရနှစ်ယောက်ကန်းကဆောက်ဖုန်ကြီးကစိတ်နောက်ဒေါက်ဒေါက်ဒေါက် ခလေးတတိုက်ပြေးလွားရင်ထက်ခါထက်ခါအော်ဆိုတန်ကိုကြားလိုက်ရတော့ကျောင်းထဲရှိရွာသူရွာသားတို့မှခေါင်းဆောင်ကျင်းရဲမှထိုးစားကိုလိုက်ပါရွတ်ဆိုကတယောက်မျက်နှာတယောက်ကြည့်လျက်အံ့ဩနေကြလေသည်။နောက်နေ့ခန့်ကြာတော့အခါဝါပရောက်တောက်မြေကန်ရှိကဘာများပြိုကျ၍အိမ်သုံးလေးလုံးခန့်ပျက်စီးသွားရ၏။ရွာလူများကောက်မှုကြောင့်လူအသေးအပြောက်မရှိကြချေ။ထိုအခါတွင်ဖုန်ကြီးဦးတို့မှကြိုတင်ပြောဆိုခဲ့ပုံကိုပြန်၍တတိယသွားကြပြန်လေ၏။ ဤသို့ဖြင့်ဖုန်ကြီးဥဒမ၏ဇာပနာကို9ရက်ထားပြီးနောက်တကြိုလိုက်ကြ၏တကြိုရာတွင်လည်းဖုန်ကြီးဥဒမမှားသည့်အတိုင်းစောင့်ရခြင်းမဟုတ်ဖုန်ကြီးဥဒမမှားခဲ့သည်မှာအကြောင်းတစ်ခုခုရှိ၍ဖြစ်နိုင်ကြောင်းအလုံးကသုံးသပ်ပြီးထိုအကြောင်းကိုသိရန်အတွက်စန့်ကျင်ဘက်လှုပ်ကြည့်လိုက်ကြ၏ဖုန်ကြီးဥဒမကသူပြန်လွန်ခဲ့ပါကဗိုက်မခွဲရန်မှားခဲ့သည်ကိုဗိုက်ခွဲလိုက်ကြ၏ပြီးတော့ဗိုက်ထဲမှကလီစာတို့ကိုအိုးတိုးတွင်ထည့်၍ရေမြော့ကရုပ်လုံးကိုမိတဲ့ကြိုပြီးအယိုးများကိုတင်စီထားကြ၏ ထူးဆန်းဒီမှာဘုန်းကြီးဥဒမကြီးဘိုက်ကိုခွဲပြီးအထဲမှာကလီစာများကိုရေအိုးတွင်ထည့်ခြင်းရေမျောရာ ထိုအိုးမှာရေစံတက်သည်ကိုလူအလုံးမြင်တွေ့ကြရ၍အော်ဘနန်ဖြစ်ကြရပြန်သည်ထိုနေ့မှာပင်လိုင်းမော်တော်တစီတိတ်မောက်သောကြောင့်ရွာမှလူများကဲဆယ်ပေးခဲ့ကြရ၏ထိုအခါတွင်လည်းမော်တော်မှောက်ရီကြောင့်ကြိုတင်ပြောခဲ့သောဖုန်ကြီးဥဒမကိုသတိတရဖြင့်အော်ဘနန်ဖြစ်ကြရပြန်သည်တစားတစားဖြင့်ဖုန်ကြီးဥဒမမှာအယူဖုန်ကြီးမဖြစ်နိုင်ကြောင်းတဖြည်းဖြည်းသိလာကြရ၏နောက်တစ်နေ့တွင်ရွာသို့မိမပြူသုံးဦးရောက်လာကြ၏ညနေစိမ်းများဖြစ်၏ ဘုန်းကြီးဥဒမကကြိုတင်မှကြားခဲ့၍လာခဲ့ရကြောင်းပြောကြ၏အကြောင်းမှာဘုန်းကြီးဥဒမမပြန်ခင်ကဘုန်းကြီးဥဒမထံမှငွေချေးငါးထားသူများထံသို့သူပြန်လုံမာကတွားရောက်ပြီးငွေချေးတောင်းယူကဖះတစုတည်းရန်မှားကြသည့်အကြောင်းပင်ဖြစ်သည် မင်းမပြိုသုံးဦးပြောသည့်အမည်နာမရှိသူတို့ကိုခေါ်ယူမေးမြန်းကြည့်ကအမှန်တကယ်ပင်ဖုန်ကြီးဥဒမထံမှငွေချေးယူထားသူများဖြစ်ကြောင်းသိရသည်ထုံငွေချေးသူတို့ကလည်းချေးငွေများကိုပြန်ပေးရန်သဘောတူကြသဖြင့်မင်းမပြိုများကရွာတကြီးနှင့်တောင်ချောင်းဆရာတော်တို့ကိုတတ်သေးထား၍ချေးငွေများကိုလက်ခံပြီးထိုချေးငွေများဖြင့်ဖျားတစုတည်ပေးရန်တောင်းဆိုပြီးနောက်ပြန်သွားကြလေသည်ထို့အပြင်ဖျားတည်ဤပါကရေစက်ချအမိလာခဲ့ပါမည်ဟုလည်း ပြောသွားကြသည်မကြမီတောင်ချောင်းဆရာတော်နှင့်ရွာလူကြီးတို့ဥဆောင်ကမိမိမျိုးသုံးဦးပေးအပ်ခဲ့သောငွေများဖြင့်ဖျားတဆူတဲကြ၏ဇီဒီတဲနေစဉ်ကာလအတွင်းဖုန်ကြီးဥဒမမြင်းစည်းလာလေးရှိကြောင်းမြင်ရသူများကပြောကြ၏ဥတို့ကိုယ်တိုင်း3-4ချိန်ခန့်တွေ့မြင်ရကြောင်းသိရ၏ညချိန်တွင်ဇီဒီတော်နီးတို့မှမြင်းခွာသံများကိုညစဉ်လိုလိုကြားနေရသောကြောင့်ညမောင်သည်နှင့်ရွာသူရွာသားတွေမှအပြင်းသို့မထွက်ရကြဘဲအိမ်ထဲ၌သာနေကြသည်ကများ၏ဤသို့ဖြင့်ဇီဒီတဲပြီးထီတော်တဲရန်နှင့်ရေဆက်ချ nhà chính cho đều lấy ထို့ကြောင့်တောင်တောင်ဆရာတော်ကြီးနဲ့ရွာသူကြီးတို့တိုင်ပင်ပြီးထီတော်တင်၍ရေဆက်ချမိရက်ကိုတတ်မှတ်လိုက်ကြ၏တို့တတ်မှတ်ကြသည့်နေ့တွင်တရွာလုံးအုံကြွကြဖြင့်ထီတော်တင်ပွဲကြီးမှာစီကားလွန်လိုက်၏ထီတော်တင်လို့ပြီးနောက်ရေဆက်ချရန်စီစဉ်ကြ၏ထိုစီစဉ်မရောက်မီတစိမ်းမျိုးသမီးသုံးဦးကိုမျှော်နေမိကြ၏တို့ရာတွင်ရေဆက်ချရန်ပြင်ဆင်နေသည့်တိုင်ထိုမျိုးသမီးသုံးယောက်ကိုအစနပင်မတွေ့မြင်ရချေတောင်ကျောင်းဆရာတော်သည်ရေဆက်ချရန်အတွက်ရာသီကြီးကိုရေဆက်ခွက်ကင်ရန်ပြော၏ထိုအချိန်ကြမှမေ င်းမျိုး၃ဦးမှရေဆက်ချမိမတ်တပ်တွင်သို့ရုတ်တရက်ဝင်ရောက်လာခဲ့ကြ၏ထိုမျိုးသမီး၃ဦးမှလှပချောမောပြီးတစ်လွင်တောက်ပါသောဝစ်စားများကိုဝစ်ဆင်လျက်မှုပြန့်ကြိုင်နိုင်နေ၏လူတိုင်းငေးမောကြည့်ကြရ၏ရေဆက်ချပြီးအမြပေးဝေသောအခါတွင် မတ်တပ်အပြင်မှမြင့်ခွာတန်ကိုရုတ်တရက်ကြားလိုက်ကြရ၍မတ်တပ်အပြင်သို့လိုက်ကြည့်ကြတော့လေမိသည့်အရေးအယောင်များမတွေ့ကြရချေ့ ်ထိုစဉ်မိမိမျိုးသုံးဦးကနှုတ်ဆက်ကားထပြန်သွားကြ၏မိမိမျိုးများသွားရနောက်သို့လူအုပ်ကြီးကမျက်စိတစုံလိုက်ကြည့်ကြ၏တို့ရတွင်မျက်စိတစုံအကြည့်ထဲမှာပင် ထိုမျိုးသမီးသုံးဦးမှရုပ်ချီးပြောက်ကွယ်သွားကြလေ၏ထိုအဖြစ်ဖြစ်ကြောင့်လူတိုင်းအံ့ဩပနံဖြစ်ကြံခဲ့ကြရတော့၏ဝါဘလောက်ယောသားတူဤပြောကြချက်ဖြစ်ရမှန်ကိုဝိတုအသွင်ပြန်လဲရေးဖွဲ့ထားပါသည် ထိုစေဒီမှာယခုတိုင်ဥဒမစေဒီဟု၍ဘွဲ့မီတွင်က ရှိနေစေဟုတည်ရပါသည် ဒီဗီဒီယိုလေးကိုစုံထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ရဲ့ညီစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပြပါစေရှင်